အဲ့ဒါလေးနံပါတ်၁ကတော့မဲဆန္ဒရှင်ပညာပေးပေါ့ဆိုလို့ရှိရင်ဒီမိုကရေစီမလိုချင်တဲ့သူရှိလားဒီတက်မှာလက်ညိုလက်ထောင်ကြည့်ပါမရှိဘူးလေမရှိဆိုဒီမိုကရေစီဘာကြောင့်လိုချင်ကြတာလဲပြည်သူလူထုကပေါ့နော်ပြန်စဉ်းစားကြည့်လို့ရှိရင်ခုနနံပါတ်၁မဲပေးပိုင်ခွင့်ရှိတယ်မဲပေးခြင်းဒီပါလေ people power ပေါ့အင်္ဂလိပ်လို people power ဆိုပြည်သူလူထုရဲ့ပြည်သူလူထုရဲ့အာဏာကိုအသုံးချတဲ့နေဖြစ်တယ်ကိုမဲတပြားနဲ့ မဲတပြားနဲ့ပဲအစိုးရကိုထောက်ခံမှာပဲအစိုးရမျိုးတက်စီကျင်တာလဲဆိုတာပြည်သူလူထုတွေအကုန်ပေါင်းပြီးဆုံးဖြတ်တာဖြစ်တယ်ဆိုလို့ရှိရင်မဲတပြားနဲ့တော့ဘာမှမဖြစ်ပေမဲ့ကျမတို့မြန်မာစကားပေါ်မှာရှိရလေနော်ဟိုနန်းတစီနဲ့တော့စီမဖြစ်ပေမဲ့ဆက်ပြောကြည့်ပါဆိုလို့ရှိရင်နန်းနေအများကြီးချိန်လိုက်တဲ့ချိန်မှာစီထွက်လာတယ်လေနန်းစီထွက်လာမှာဟုတ်တယ်မလားဆိုတဲ့အခါကျတော့တယောက်ချင်းစီရဲ့မဲဟာရန်ကြီးကြီးတယ်တယောက်ချင်းစီရဲ့နိုင်ငံသားတယောက်ချင်းစီရဲ့စင်ကျင်တုံတရားနဲ့ပေးတဲ့မဲဟာ ထွက်လာတဲ့အစိုးရတည်လေအဲဒီနိုင်ငံသားတွေရဲ့အများစုရဲ့စန္ဒာကိုထင်ဟတဲ့စန္ဒာကိုထင်ဟတဲ့အစိုးရတက်လာမယ်ပေါ့နော်ဆိုလို့ရှိရင်အဲ့ဒါနံပါတ်1ပေါ့ရှင်နံပါတ်2ကဒီမိုကရေစီကိုဘာကြောင့်ဟိုနိုင်ငံတွေမှာအရန်ပဲကြိုက်ကြတာလဲပေါ့နော်ကျွန်တော်တို့ဒါအခုဆိုလို့ရှိရင်လည်းဒါတမတော်ကတမတော်ကနေပြီးတော့မှနိုင်ငံကိုတာဝန်ယူထားပေမဲ့ဒီဇင်ဘာလ20 20နဲ့8ရက်နေ့မှာရွေးကောက်ပွဲအပိုင်း1ကိုကျင်းပပေးရမယ်ဒီအပိုင်း2အပိုင်း3လဲဆက်လာမယ်ပေါ့နော် ဆိုလို့ရှိရင်အဲ့လိုကျင်းပပေးတဲ့အချိန်မှာအကျင်းပပေးတာဟာဘာကြောင့်လဲဆိုရင်ပြည်သူလူထုတွေကဝမ်းမြောက်ဝမ်းသာကြိုဆိုရမယ်။ဘာဖြစ်လို့လဲ။အဲနိုင်ငံတော်ကလည်းဘာကြောင့်လုပ်ပေးလဲဆိုပြည်သူတရက်လုံးရဲ့စန္ဒဖြစ်လို့ပြည်သူတရက်လုံးရဲ့လူလားချက်ဖြစ်လို့ဒီရွေးကောက်ပွဲကိုလုပ်ပေးတာနံပါတ်1။နံပါတ်2ကရွေးကောက်ပြီးလို့ရှိရင်ရွေးကောက်ပြီးလို့ရှိရင်ရွေးကောက်ခံအစိုးရတက်လာမယ်။ရွေးကောက်ခံအစိုးရတက်လာပြီးလို့ရှိရင်ရွေးကောက်ခံအစိုးရသည်ပြည်သူလူထုမဲနဲ့တက်လာတာဖြစ်တဲ့အတွက်ပြည်သူမျက်နှာကိုကြည့်ပြီးတော့မှအလုံလုံးတဲ့အစိုးရတက်လာမယ်။ ဲ့ဒါယုံပါလားမဖြစ်ဘူးဒါဆိုလို့ရှိရင်ပြည်သူကရွေးကောက်လိုက်တာလေပြည်သူရွေးကောက်လိုက်တော့အစိုးရတွေကလည်းဒါဒီဒီ၅နှစ်တခါရွေးကောက်ပွဲလုပ်တယ်လေဆိုလို့ရှိရင်ပြည်သူက၅နှစ်မှာအလုတ်လုတ်ကြည့်လိုက်လို့မကြိုက်ရင်နောက်နောက်တစ်ခါရွေးကောက်ပွဲဆိုပြည်သူကမဲမပေးတော့ဘူးအဲ့ကြရင်အစိုးရပြုတ်ကြမယ်လေအဲ့ကြတော့သူကဘာလုပ်ရလဲပြည်သူစန္ဒကိုအကောင့်ထက်ဖော်ပေးတဲ့အစိုးရဖြစ်တယ်ပေါ့ပြည်သူစန္ဒနဲ့အစိုးရရဲ့အကောင့်ထက်ဖော်မှုနဲ့တသားတည်းဖြစ်တယ်ဆိုရင် အဲဒီတိုင်းပြည်ကကျမတို့မြန်မာနိုင်ငံကြီးကပြည်သူနဲ့အစိုးရနဲ့ချစ်ခင်ရင်းနှီးပြီးတော့မှဟိုစီးလုံးညညွတ်တဲ့နိုင်ငံကြီးဖြစ်မှာအဲ့ဒါဆိုရင်ကျမတို့ကဟိုတိုးတက်မှာပေါ့နော်တိုင်းပြည်ကတိုးတက်မှာပေါ့ဆိုလို့ရှိရင်အဲ့ဒါနံပါတ်1နံပါတ်2ကကြတော့ကျမတို့အချုပ်အခြာအာဏာလို့ပြောရင်အာဏာကြီး3ရရှိတယ်နော်အာဏာကြီး3ရရှိတယ်နံပါတ်1ကဥပဒေပြုရေးအာဏာနံပါတ်2ကအုပ်ချုပ်ရေးအာဏာနံပါတ်3ကတရားစီရင်ရေးအာဏာ ဆိုလို့ရှိရင်ဥပဒေဖြူရေးအာဏာဘယ်သူကဒီမိုကရေစီခေတ်တည်းမှာဘယ်သူကအကျင့်သုံးတာလဲဆိုလို့ရှိရင်လွှတ်တော်တွေကကျင့်သုံးတယ်လွှတ်တော်ဆိုတာတမိတို့သားတို့ပေးလိုက်တဲ့မဲတွေနဲ့ကိုယ်စလဲတွေကနေရွေးကောက်ခံရရင်ရွေးကောက်ခံကိုယ်စလဲအနေနဲ့လွှတ်တော်တက်မယ်အဲလွှတ်တော်ရောက်သွားလို့ရှိရင်သူကဥပဒေဖြူရေးအာဏာကိုလွှတ်တော်ကနေကျင့်သုံးမယ်နံပါတ်1နော်လွှတ်တော်ကဘလို့ကျင့်သုံးပါလဲဆိုလို့ရှိရင်ပြည်သူဆိုတော့ပြည်သူဆိုတော့မျက်မှောင်တက်ပြီးတော့မှာ ဆိုလို့ရှိရင်ဒီဥပဒေတွေဒီအစိုးရဌာနတွေကနေပေးပို့လာတဲ့လွှတ်တော်ပေးပို့လာတဲ့ဥပဒေတွေဒီငါတို့ပြည်သူလူထုရဲ့အကျိုးကိုတကယ်ပေါ်ဆောင်နိုင်တဲ့ဥပဒေဖြစ်ရလား။နောက်ပြည်သူလူထုတွေလိုက်နာဖို့အရင်မရခက်ခဲကြက်တဲနေမလား။နောက်ဆိုတဲ့ဟာပေါ့နော်။ဆိုလို့ရှိရင်ပြည်သူလူထုပေါ်မှာအကျိုးသက်ရောက်မှုကောင်းရလားဆိုတဲ့ပြည်သူဆိုတဲ့မျက်မှန်နဲ့ကြည့်ပြီးတော့မှလွှတ်တော်ကနေပြီးတော့မှဒီဥပဒေတွေကိုဒါအတီးပြုတ်ခြင်းအတီးမပြုတ်ခြင်းပေါ့နော်။ဒါမဲပေးဆုံးဖြတ်တာနဲ့ဒါတွေလောက်ကြရတာပေါ့။ အဲ့ဒါကြောင့်မလို့လွှတ်တော်ရဲ့တာဝန်ဒီနံပါတ်1ကခုနအာနာကြီး300မှာဥပဒေပြုတ်ရေးအာနာကလွှတ်တော်ကကျင့်သုံးတယ်။နံပါတ်2ကကြတော့အစိုးရပေါ့နော်အစိုးရဆိုလို့ရှိရင်အပြည်ထောင်စုအစိုးရရှိတယ်တိုင်းဒေသကြီးပြည်နယ်အစိုးရရှိတယ်။ဒီအစိုးရတွေဒီကျမတို့ကအုပ်ချုပ်ရေးအာနာကိုကျင့်သုံးတယ်။နော်အုပ်ချုပ်ရေးအာနာကိုကျင့်သုံးတယ်။ပြီးလို့ရှိရင် နောက်ဆုံးတရားစီရင်ရေးအာနာပေါ့နော်တရားစီရင်ရေးအာနာကိုတော့တရားလွှတ်တော်တွေကနေကျင့်သုံးတယ်။ တော့ဒါအဲ့ဒါတော့အမှုအခင်ဖြစ်တယ်တရားစွဲတယ်ပုံမှန်ဘလောက်နဲ့တော့စသဖြင့်ပေါ့တရားစီရင်တဲ့ကိစ္စတွေပေါ့နော်ပြည်သူလူထုကြားထဲမှာအငင်းပွားတဲ့ကိစ္စတွေရာဇဝတ်မှုရှိမယ်တရားမမှုရှိမယ်စသဖြင့်ဒါဥပဒေနဲ့ဆိုင်တယ်ဆိုလို့ရှိရင်ဒါတွေကိုကြတော့ကျွန်တော်တို့ကအဲကျမတို့ကတရားလွှတ်တော်တွေကနေကျင့်သုံးတယ်ဆိုလို့ရှိရင်ဒီအာဏာကြီး300ခွဲဝေကျင့်သုံးတာဟာဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တယ်အနှစ်သာရဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ အဲ့ဒါကြောင့်မလို့ဒီမိုကရေစီကိုကြိုက်ကြတာပေါ့နော်ဆိုလို့ရှိရင်အပြန်လန်းထိန်းချောင်းတာပေါ့ဒီဥပဒေ3ရပ်ကအပြန်လန်းထိန်းချောင်းတဲ့အခါကျတော့ခုနကကျွန်မအပေါ်ထပ်မှလည်းပြောခဲ့တယ်အဲဒါအိမ်တော်စုတစ်ခုမှာအဖေကိုအရန်ကြောက်ရတယ်အဖေကထိုင်ဆိုထိုင်အဖေထဆိုထနော်အဖေကပြုံးပြုံးရွှေရွှေမှမိသားစုကပြုံးပြုံးရွှေရွှေစကားပြောရတယ်အဖေကစိတ်ဆိုးနေမိသားစုတစ်ခုလုံးငြိမ်ကုန်နေရတယ်စသဖြင့်အဖေအဖေစိတ်နဲ့ပဲနေနေရတယ်အဲ့လိုမျိုးဖြစ်မဲ့အဲ့လိုမျိုးမိသားစုအစားကျွန်မတို့က အဖေလည်းအဖေလည်းဒါဒါဒါအိမ်တော်ဦးစီးနေနဲ့မိသားစုရှာကျွေးနေတာအမေကလည်းသားသမီးတွေပြုစုပျိုးထောင်နေအိမ်မှုကိစ္စတွေနဲ့ဆောင်ရွက်တယ်ဆိုအမေလည်းအမေရဲ့အတန်လည်းရှိရမယ်အဖေရဲ့အတန်လည်းရှိရမယ်ပြီးလို့ရှိရင်အဖေအမေရဲ့သဘောကြီးပဲလည်းမဟုတ်ဘဲနဲ့သားသမီးတွေရဲ့အတန်လည်းရှိရမယ်ဟိုမှာသားသမီးတွေကဘာဖြစ်ချင်နေတာလဲဘာဖြစ်ချင်နေတာလဲเนาะအဲ့လိုမျိုးမိသားစုမျိုးမှာဆိုရင်ဟိုစီးလုံးညင်ညွတ်တယ်ပြီးလို့ရှိရင်ပျော်ရွှင်တာပေါ့เนาะပျော်ရွှင်တယ်တိုးတက်တယ်ပေါ့တခါလေကြာရင်မိသားစုတစ်ခုတည်းမှာတော့မှာ တယောက်တည်းရဲ့အတံပဲအဲဒါကတော့အဖေမေဆုံးသွားပြီအကိုကြီးအမကြီးနဲ့နေရတယ်အမရဲ့သဘောပဲအကိုရဲ့သဘောပဲအငယ်တွေကဘာမှပြောပိုင်ခွင့်မရှိဘူးဆိုအဲ့လိုမျိုးမိသားစုထက်ဆိုင်ရင်မချေမနှက်နဲ့မချေမနှက်နဲ့တအုံနှွေးနှွေးနဲ့ဆိုရင်တယောက်နဲ့တယောက်စိတ်ထဲရပါဖြစ်နေလေမချေနှက်တဲ့စိတ်တွေနဲ့ဟိုဒီစီးလုံးညင်ညွတ်မှုတွေပြက်ပြားနေတာပေါ့နော်ဒီမိသားစုချင်းချင်းဆွေမျိုးအချင်းချင်းတောင်အဲ့လိုဖြစ်တတ်တာဆိုတော့နိုင်ငံမှာလည်းအဲ့လိုပါပဲဆိုလို့ရှိရင်ပြည်သူတွေရဲ့အတန်ကိုနားထောင်တဲ့အစိုးရပြည်သူတွေရဲ့အတန်ကို ဟိုအတန်ကိုနားထောင်ပြီးတော့မှပြည်သူတွေရဲ့အခက်အခဲကိုဖြေရှင်းပေးတဲ့မူဝါဒတွေနဲ့ပြည်သူပြည်သူရဲ့ကိုမျက်နာမူတဲ့အစိုးရတွေတက်လာဖို့ဆိုရင်ရွေးကောက်ပွဲအရေးကြီးတာပေါ့နော်ဆိုလို့ရှိရင်တယောက်ပဲမင်းဆင်းစစ်သေးတယ်တက်ကတူအကြောင်းသူတွေဆိုလို့ရှိရင်မင်းဆင်းဒီနေ့ညပြောကြနော်အဲ့အဲ့ဒါနံပါတ်1နံပါတ်1အပိုင်းပေါ့အဲ့ဒါကြောင့်မို့ရွေးကောက်ပွဲဘာနဲ့စမှာလဲဆိုရွေးကောက် sorry ဒီမိုကရေစီဘာနဲ့စမှာလဲဆိုကျွန်တော်တို့ရွေးကောက်ပွဲနဲ့စမှာပေါ့နော် ဆိုလို့ရှိရင်ဒါသမီးတို့ဆိုရင်ဝန်တာစရာကောင်းတယ်လေအခု session နေ့ပြည့်ပြီးကစားမယ်ရှိသေးတယ်မင်းကပေးရတော့မယ်ဆိုတော့ဒါပထမဦးဆုံးအတွေ့အကြုံပေါ့ဟိုစိတ်လှုပ်ရှားဖို့ကောင်းတယ်ပေါ့နော်ဒါလေးကိုစိတ်ဝင်စားနဲ့ဆောင်ရွက်ကြပါနံပါတ်1နံပါတ်2ကတော့ကျမအန်တီအနေနဲ့ကလေးတွေတောင်ကြားချင်တာဒါကျမသမီးအရွယ်တွေပဲသမီးဆိုတက်ဘလောက်လဲ20 20ကျမသမီး26ဆိုတော့သမီးတို့မိဘတွေဆိုကျမတက်အန်တီထက်ငယ်ရင်လည်းငယ်အောင်ပါလေဆိုလို့ရှိရင်ကိုသားသမီးအရွယ်တွေပေါ့နော် အဲဆိုလို့ရှိရင်အတန်လေးတွေပေးကြပါဦးဟိုဟာပေါ့ကိုပညာရေးစနစ်ကကိုဘလို့ပြောင်းပြုပြင်ပြောင်းလဲစေချင်တာရှိလဲဒါမှမဟုတ်ရင်ကိုတိုင်းပြည်ကိုဘလို့ဖြစ်ချင်တာလဲကိုစိတ်ထဲမှာရှိတာနိုင်ငံသားတစ်ယောက်ရဲ့ဟိုနိုင်ငံသားတစ်ယောက်နေနဲ့ဒီမှာနေရတာဘာတွေပြောချင်တာရှိလဲ